။ဇာပေရှိသူများအားလုံးပဲမင်္ဂလာပါဗျ။ဆရာရှမ်းမြေဝင်းဘာသာပြန်ထားတဲ့နာမည်ကြီးစာအုပ်တော်ဖြစ်တဲ့ဂယုမစိတ်ရှင်အမှုပညာဆိုတဲ့စာအုပ်မှမသားဝေတ္တနာအစုကိုထုံထုံမျှဝေပေးပါမယ်ဗျ။နံပါတ်၁ကောင်းတာတွေကိုပဲလိုချင်နေတာမကောင်းတဲ့စိတ်မကောင်းဘူးဆိုတာကိုလက်ခံတာကောင်းတဲ့စိတ်နံပါတ်၂ပြိုရွှင်မုန်းဆိုတာဘာလဲဆိုပြီးလိုက်ရှာနေဘရောမှပြိုရွှင်မှာမဟုတ်တလို့ ဘဝဆိုတာကြီးကိုနားလေဖို့ပြေစူးစမ်းနေရင်တန်အောင်နေလိုက်ရမှာမဟုတ်ဘူး။နံပါတ်3ဘာကောမှဂယုမစိုက်တာမဟုတ်ဘူး။အဟံအတားတွေကိုဂယုမစိုက်တာ။ကိုမှန်နေထင်လို့လောက်တာကိုအများကြီးရမှာကိုဂယုမစိုက်တာ။မိတ်ဆွေတွေစိတ်ဆိုးသွားမှာကိုဂယုမစိုက်တာ။အခင်မင်းပြက်မှာကိုဂယုမစိုက်တာ။နံပါတ်4အတားစီးများကိုဂယုမစိုက်ရှင်လေ။အတားစီးများတဲ့အရေးကြီးတော့အရာတစ်ခုခုကိုဂယုစိုက်ဖို့လိုတယ်။နံပါတ်5နာကျင်မှုကိုကြိုဖြတ်ဖို့ဆိုတာ တစ်ခါတော့အထိနာဘူးဖို့လိုတယ်နံပါတ်6အခက်ခဲကင်းတဲ့ဘဝကိုမမျိုးလင်းနဲ့မရှိဘူးပိုကောင်းတဲ့အခက်ခဲတွေများများရှိတဲ့ဘဝဖြစ်လာအောင်ပဲလုပ်ပါနံပါတ်9ပျော်ရွှင်ခြင်းဆိုတာအခက်ခဲတွေကို ဖြေရှင်းလိုက်မှရလာတာပါနံပါတ်10ခံစားချက်ဆိုတဲ့အရာဟာကျွန်တော်တို့အတွက်ဘာတွေမှန်တယ်လဲမှားတယ်လဲဆိုတာကိုသိဖို့လောက်ပဲအသုံးဝင်ပါတယ်နံပါတ်9ငါသဘောကျတဲ့အရာတွေဟာဘာတွေလဲဆိုတဲ့မေးခွန်းမဟုတ်ဘူး ငါလိုချင်တဲ့ဒုက္ခတွေကဘာတွေလဲဆိုတဲ့မေးခွန်းကသာအမှန်ပါပျိုးစရာတွေစီရောက်ဖို့ဖြတ်တန်းရမယ့်ဒုက္ခပင်လေပေါ့နံပါတ်10လူတရားရဲ့တကိ့တန်ဖိုးဟာသူ့ကိုယ်သူဘလောက်မကောင်းမြင်တတ်တယ်ဆိုတဲ့အပေါ်မှာမူတည်ပါတယ်နံပါတ်11အခွင့်ထူးခံလူမျိုးဆိုတာနံပါတ်1ငါပဲမှန်တယ်မင်းတို့အကုန်လုံးလွဲနေတာငါ့ကိုတည်တည်ရှာရှာခွေးရှာဆက်ဆံပေးပါနံပါတ်2ငါပဲမှားတာပါမင်းတို့အကုန်မှန်တယ် ငါကိုတည်တည်ချာချာခွေးရှာဆက်ဆံပေးပါလူနေမှုဘဝတွေပို့ပြီးကောင်းမွန်လေလေဒီထက်ပိုကောင်းဖို့တောင်းဆိုမှုတွေခွင့်ထူးခံရှင်စိတ်တွေပိုများလာလေလေပါပဲနံပါတ်၁နှစ်တနည်းကြတော့နောက်ကိုပြန်လှစ်ကြည့်တဲ့အခါရုံးကံမှုအပြင်းနဲ့နှစ်ကာလတွေဟာအလှပဆုံးအရှင်တွေဖြစ်နေတတ်ပါတယ်နံပါတ်၁၃ခွန်အားရှိစရာ ပြဿနာနဲ့နာကျင်စရာပြဿနာကြားမှာကြွားချမှုကတော့ကိုယ်ခံယူချက်ကိုယ့်ရဲ့တာဝန်ယူစိတ်ပါပဲနံပါတ်၁၄ ဘေခွေးမှလူမတင်ဘူးဟိတက္ကယုမစိတ်ဘူးကွာဆိုတာကတခုခုကိုတက္ကယုစိတ်နေလို့ပါပဲနံပါတ်15ခန္ဓာကြီးကြီးတဲ့စွမ်းအားတွေနဲ့အတူ ကြီးလေးတဲ့တာဝန်တွေပါလာတယ်တဲ့နံပါတ်16စွမ်းအားတွေနောက်မှာတာဝန်တွေရှိတယ်ကြီးလေးတဲ့တာဝန်တွေနောက်မှာခန္ဓာကြီးကြီးတဲ့စွမ်းအားတွေပါလာတယ်တဲ့နံပါတ်18တာဝန်ယူမှုများလေလေလောက်ဆောင်ရင်စွမ်းအားတွေပိုတက်လာလေလေပါပဲ အခက်အခဲတွေကိုတာဝန်ယူမှုဟာဖြည့်ရှင်းဖို့ခြေလမ်းစတာပဲနံပါတ်၈ကြီးမားတဲ့အဖြစ်ဆိုးတွေကြုံလာရင်တော့တာဝန်ယူရှင်းဆိုတဲ့ယထာဘောကအလူရဲ့ခုံစင်းကြတာတွေရှိတယ်နံပါတ်၈ကိုကိုယ့်ရဲ့အမားတွေကိုနင်းနေရှင်တိတ်ဖြတ်ရင်မနေ့ကတော့ဒီနေ့မမားတော့ဘူးဆိုတဲ့အခြေအနေကိုရောက်ဖို့သာစ조사တက်ပါတယ်နံပါတ်20အပိုင်တွက်ရှင်းတေရှာရှင်းဆိုတာရင့်ကျက်မှုရဲ့ရန်သူပဲ မဖြစ်လာသေးတဲ့အရာကိုဘရိုးမှအပိုင်မတွက်သင်ဘူးနံပါတ်21အယိုးရေပိုတန်မာဖို့ဗလပိုတောင်းဖို့အနာခံပြီးလက်ကျင်ခံလို့ရတယ်လို့ပါပဲပိုပြီးကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုရဖို့နဲ့ပိုပြီးကိုရှင်းစားတတ်ဖို့ဆိုတာစိတ်ဓာတ်ရတွေနဲ့အနာကျင်မှုကိုတော့လက်ခံမှရမယ်နံပါတ်22ဖြစ်ရှင်စိတ်ကြောင့်အလုတ်လုံးနေတယ်လို့ပဲအလုတ်လုံးနေမှသာဖြစ်ရှင်စိတ်ကပိုရှိလာမယ်နံပါတ်23စစ်မှန်တဲ့ရှင်းရှင်းဆိုတာတယောက်နဲ့တယောက် ထိန်းချုပ်ခြင်းမဟုတ်ပါအပြန်အလှန်လေးစားခြင်းနားလေပေးခြင်းမျှတာဖြစ်ပါတယ်နံပါတ်24တည်ခြင်းတရားသည်သာရှင်သန်ခြင်းကိုအတိတ်ပဲပြည့်ဝအောင်မိမုံထိုးပြပေးနိုင်တာပါတည်ခြင်းတရားသာမရှိရင်ကျန်တာတွေဘာမှအတိတ်ပဲမရှိတော့ပါဘူးတံပိုးထားမုံတွေခံယူချက်တွေဟာလေတုံညဖြစ်သွားမှာပါအဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။အဆက်24ချက်မှာမစ္စတိုဘေချက်ကိုသဘောကျနှစ်သက်လေးဆိုတာ ကိုမမမှတ်ချက်ပေးခဲ့ကြပါအောင်ဗျ။